ဆိုရင်နိုင်ငံတကာသိအောင်အကြမ်းဖက်လုပ်ရက်တွေကိုရက်တန့်ပါမည်ဟုခံဝင်ဂတိပြောဆိုပြီးတော့မှသာလျင်စာကားစအနေနဲ့ဆွေးနွေးမယ်ဆိုတာပြောကြားထားတဲ့အတွက်ကြောင့်အန်ယူဂျီအနေနဲ့လည်းနောက်ကိုလည်းဆုံးလို့မရအရှိကိုလည်းတိုးဝခက်ခန့်နဲ့အလဲအလတ်မှာကြားတဲ့ချက်တဲ့ကိုရောက်နေတဲ့အခြေအနေတည်းရဖြစ်ပါတယ်မိတ်ဆွေများလုံးမိတ်ကလပါဒီနေ့မနက်ခင်းပိုင်းမှာတော့ကျွန်တော်တို့စံပါစုရဲ့သတင်းလေးတွေနောက်ဆောင်ခင်ပါချက်ခိုင်နေပေးကြောက်ပြောတော့အရင်ဆုံးနောက်ချောင်းကြည့်အောင်ခင်တော်လံပြည်သူများအားလုံးမင်္ဂလာပါ အဲ့တော့ကျွန်တော်အမြဲတမ်းပြောနေတဲ့တော်လန်ရေးကြီးကကြာရှည်လို့မရဘူးဆိုတဲ့အကြောင်းအရာကိုအာကျွန်တော်အနေနဲ့ဒါဥပမာလေး point လေးထောက်ပြီးတော့ရှင်းပြချင်တာဖြစ်ပါတယ်အဲ့တော့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့အားလုံးမိတ်ဆွေတွေအားလုံးသိကြတဲ့အတိုင်းပဲတော်လန်ရေးကြာလို့မရတဲ့အကြောင်းရင်းကပြည်သူလူထုပြည်သူလူထုနဲ့တော်လန်တော်လန်နေတဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကြားမှာနှစ်ဦးနှစ်ဖက်စလုံးနစ်နာမှုတွေဆုံရှုံမှုတွေများပြားနိုင်တဲ့အတွက်နဲ့တော်လန်ရေးကကြာလို့မရဘူးဆိုတာကိုအကြမ်းဖျင်းအဖြစ်တည်ထားပါလိမ့်မယ်ဒါကလည်းဒါအရန်ကိုမှန်တဲ့အချက်လက်ဖြစ်ပါတယ် အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်မိတ်ဆွေတွေဒီစာကားဆက်စစ်ကောင်စီဦးမင်းအောင်လှိုင်ရုရှားကိုတွားပြီးတော့နျူကလ িয়ার ပလန်စာချုပ်ချုပ်ဆိုခဲ့တာကိုလည်းအားလုံးမှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်။အဲ့တော့ဒါနဲ့အများကြီးသက်ဆိုင်ပါတယ်။ကျွန်တော်တို့ဒီစာကားဆက်ဖက်ကနေပြီးတော့လာမယ့်ဒီဇင်ဘာထဲမှာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကျင်းပသွားပါလိမ့်မယ်။ဟောဒါနဲ့အများကြီးသက်ဆိုင်ပါတယ်။ရွေးကောက်ပွဲပြီးတာနဲ့ဒီစာကားဆက်ဖက်ကနျူကလ িয়ার ပလန်စီမံကိန်းကိုစတင်အကောင့်ထဲပေါ်ပါလိမ့်မယ်။ အဲ့တော့ကျွန်တော်ပြောချင်တဲ့အဓိက point လာပါပြီ။ Nuclear plant ကျွန်တော်တို့စီမံကိန်းကိုအကောင့်ထဲဖော်မယ်ဆိုရင်ပထမတစ်ချက်ကျွန်တော်ပြောချင်တာကဒီ Nuclear plant တိစောက်ပေးမဲ့နိုင်ငံရဲ့အကျွမ်းကျင်ဆုံးသောပညာရှင်တွေနဲ့ဒါတိုက်ရိုက်ခတ်ရအပြင်းတဲ့ Security Force လုံခြုံရေးတပ်ဖွဲ့တစ်ခုအနေနဲ့တပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ဒီမြန်မာနိုင်ငံကိုလာရောက်လုံခြုံရေးပေးပါလိမ့်မယ်။ဒါကတရားဝင်ပါ။အဲ့လိုဝင်လာတဲ့အခါမှာလဲအိန္ဒိချင်းနိုင်ငံတွေသို့မဟုတ်ကမ္ဘာအနေနဲ့ ဘာမှပြောဆိုပိုင်ခွင့်ရှိတော့မှာမဟုတ်တော့ပါဘူးအဲ့တော့ nuclear plant တိစောင်းမဲ့မိုင်100ပတ်ဝန်းကျင်သို့မဟုတ်မိုင်150ပတ်ဝန်းကျင်မှာဂျိုဒုနီးပညာတွေနဲ့စွမ်းရည်မြင့်မားတဲ့ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဟာနေရာယူပြီးတော့လုံခြုံရေးပေးပါလိမ့်မယ်စာကာဇာစစ်ကောင်စီဘက်ကလည်းထပ်မံပို့ပြီးတော့အင်အားဖြည့်လုံခြုံရေးပေးပါလိမ့်မယ်အဲ့တော့အဲ့လိုမျိုးအခြေအနေအထိရအောင်လို့ကျွန်တော်တို့အချိန်ဆွဲလို့မရဘူးဆိုတာပြောချင်ပါတယ်အဲ့တော့အခုနကျွန်တော်ပြောခဲ့သလိုပဲအဲ့ဒီလုံခြုံရေးအဖွဲ့အနေနဲ့ကလည်း ဘာကြောင့်လုံခြုံရေးယူရလဲဆိုရင်ဒီနျူကလ িয়ার ပလန်တိဆောက်တဲ့အခါမှာအကြောင်းအမျိုးမျိုးကြောင့်ဒီနျူကလ িয়ার ရီအက်တာကြီးကပေါက်ကွဲသွားတာဖြစ်ဖြစ်ဒါမှမဟုတ်ရေဒီယိုတတုကြွတဲ့ဖြစ်စဉ်ဖြစ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒီနိုင်ငံအဲ့ဒီနေရာကနှစ်ပေါင်းရာနဲ့ချီပြီးတော့လေယာမြေတွေကျွန်တော်တို့မတိုးတက်ပဲနဲ့ဖြစ်ပါလိမ့်မယ်လေတုညဉ့်ညမ်းပါလိမ့်မယ်နောက်ပြီးတော့လူသားတွေတို့အစိတ်သင့်တဲ့ဓာတ်ငွေ့ဓာတ်ရောင်ကြီးသင့်မှုတွေဖြစ်ပေါ်လာပါလိမ့်မယ်ဒါကြောင့်လဲသူတို့ကလုံခြုံရေးယူရတာဖြစ်ပါတယ် ဲ့တော့ဒါနဲ့တော်လန်ရေးနဲ့ဘာဆိုင်လဲဆိုတော့အဲ့လိုမျိုးနိုင်ငံတကာကဘာမှဝင်ရောက်ဆွတ်ဖက်လို့မရတော့တဲ့အချိန်ရောက်ပြီဆိုရင်ကျွန်တော်တို့လက်ရှိတိုက်နေတဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုဒီနျူကလ িয়ার ရီအက်တာကိုအကြောင်းပြပြီးတော့အပြတ်သက်ချိန်မုံတိုက်ခိုက်ပါလိမ့်မယ်အဲ့လိုအချိန်ကြာရင်တော့ကျွန်တော်တို့အနေနဲ့ online social media ပေါ်ကဘလောက်ပဲအော်အော်ဘလောက်ပဲကျွန်တော်တို့ငိုပြငိုပြနိုင်ငံတကာနေပြီးတော့အတိမပြုမှာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့ဒီ nuclear reactor ကိုလာရောက်ကျူးကျော်တိုက်ခိုက်တဲ့အရေးအယံဖြစ်လို့ ျွန်တော်တို့တွေအနေနဲ့ရှင်းလင်းလိုက်ရပါတယ်ဆိုတဲ့ဇာခားနဲ့နေမယ်ကျွန်တော်တို့ရဲ့တော်လန်ရေးဟာတမျိုးတစ်ပုံပြောင်းလဲသွားနိုင်ပါတယ်ဒါကြောင့်ဒီ2026မရောက်ခင်မှာဒီတော်လန်ရေးအောင်ကိုအောင်ရမယ်ဆိုတဲ့အစီအစဉ်ကိုပလန်ဆွဲပြီးတော့အန်ယူဂျီအစိုးရအနေနဲ့ကလည်းပုံဖော်ဆောင်မင်းတို့လည်းခုချိန်ဒီစောက်တင်းဟိုအသိဉာဏ်တွေကမရှိသေးဘူးကွာနော် AUG AUG နဲ့ပတ်သက်တယ်ကမချသေးဘူးမင်းတို့ AUG ကသလောင်းသားအစိုးရပါလို့ခဏခဏပြောနေတယ်ကွာအသိနဲ့လို့ဒီနားနေကျွန်တော်ကတိုက်တွန်းခြင်းပါတယ်လှုံ့ဆော်ခြင်းပါတယ်နောက်တစ်ချက်အနေနဲ့ စစ်ကောင်စီဘက်ကအန်ယူဂျီအစိုးရကိုတရားဝင်ဆွေးနွေးခြင်းပြုလုပ်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုလည်းဒါစစ်ကောင်စီဘက်ကကြေညာထားပါတယ်ပြုလုပ်ကြရလားဟုတ်ကဲ့မင်းတို့စောက်ပြီးပြေးခွက်ခေါက်တရောင်းသားဆိုရအောင်ပါလေဒီငါတို့အစိုးရကအတိမတ်ပြုလို့ဆွေးနွေးကြရလားကဲလို့အန်ယူဂျီဘက်ကနိုင်ငံရေးအရာဆွေးနွေးခြင်းနဲ့စူတပဆိုရင်နိုင်ငံတကာသိအောင်အကြမ်းဖက်လုပ်ရက်တွေကိုရက်တန့်ပါမည်ဟုခံဝင်ကတိပြောဆိုပြီးတော့မှသာလျင်စကားစအနေနဲ့ဆွေးနွေးမယ်ဆိုတာ ပြောကြားထားတဲ့အတွက်ကြောင့်အန်ယူဂျီအနေနဲ့လည်းနောက်ကိုလည်းစုံလို့မရအရှိကိုလည်းတိုးဝခက်ခန့်နဲ့အလဲအလတ်မှာကြားတဲ့ချက်တဲ့ကိုရောက်နေတဲ့အခြေအနေတည်းရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တော်လန်ကြီးအစိုးရဖြစ်နေတဲ့အတွက်နဲ့ဒီတော်လန်ကြီးကိုတော့အန်ယူဂျီအစိုးရအနေနဲ့ရှေ့ဆက်ပြီးတော့အောင်ပွဲတွေကိုရအောင်အထိကိုရှေ့ဆက်သွားမှာဆိုတော့ကိုတရားရာဂိုင်းတို့အကျွင့်မဲ့ယုံကြည်လို့ရပါတယ်ဒါပေမဲ့သူတို့တွေအနေနဲ့စွမ်းရည်ပျောက်ဆုံးနေတဲ့အခြေအနေတည်းရကိုကြုံဆုံနေရပါတယ်အဲ့တော့ဒီအန်ယူဂျီအစိုးရအနေနဲ့လက်ရှိအခြေအနေဒီ2026ရွေးကောက်ပွဲကျွန်တော်တို့ မပြီးဆုံးခဲ့အချိန်မှာတိုင်းရင်သားလက်နက်ကင်တွေနဲ့အခုလက်ရှိကျွန်တော်တို့ PDF တွေနဲ့ဥဆောင်မှုစနစ်တစ်ခု အောက်ထဲကိုတိုက်ပွဲကြီးကြီးတွေပုံဖော်ဆောင်နိုင်အောင်ကျွန်တော်တို့ကစားကွက်ကိုခင်းနိုင်မှသာလျင်ပဲဖြစ်ပါလိမ့်မယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ထွက်ပေါက်တွေများစွာပိတ်သွားပါလိမ့်မယ်အထိုနီးတူစွာပဲထိုနီးတူစွာပဲလွတ်မြောက်တဲ့နေရာတွေလွတ်မြောက်သွားပါလိမ့်မယ်ဥပမာတရုတ်ကြီးရဲ့အကာအကွယ်ရတဲ့နေရာတွေမျိုး နောက်တစ်ခုတရုတ်ကြီးရဲ့စီးပွားရေးဇုံရှိတဲ့နေရာတွေလိုမျိုးပြည်နယ်တွေကတော့လွတ်မြောက်သွားပါလိမ့်မယ်။ဒါလေးကိုကျွန်တော်လာပြောခြင်းဖြစ်ပါတယ်။နောက်နေ့ကျွန်တော် live တွေမှာလည်းဒီ nuclear plan နဲ့ပတ်သက်ပြီးတော့အကျယ်တဝန်းဆွေးနွေးပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။လူကောင်တွေအခုတနေ့စောက်တင်ညမရှိသေးဘူး။အင်ဂျီကိုတက်ရအောင်ချတယ်။တော့ငါဆိုးရလာဆိုတော့။နော်မလို့ရတော်လိုင်းရေးကပြီးဆုံးသွားပြီလား။နော်ရှေဝေးတိတ်တယ်လို့ပြောချင်တော့ပြီးလို့ပြီးသွားပြီ။နော်ဂိမ်းပါဖြစ်သွားပြီ။နော်စနိုက်ပါဆွေးရတဲ့တဲ့နေတွေကိုဆက်ပြီးတော့နားထောင်ကြည့်အောင်ခင်ဗျာ။ မြန်မာပြည်သူများရှင်အခုတင်ဆက်ပေးစနာလေးကတော့ထိုင်းနိုင်ငံသတင်းလေးတာဖြစ်ပါရှင့်ထိုင်းနိုင်ငံက GR တစ်ခုရှိရဲ့ AACK ဟာဆိုတော့ဗောနော်အဲ့ GR ဆိုရင် GNU KNL နဲ့ UNGP PDF ကိုလက်နက်ထောက်ပို့မှုပြုလုပ်တဲ့အတွက် GR ဟာဆိုရင်ပတ်သိမ်းပိတ်သိမ်းခံခဲ့ရပါတယ်ပတ်သိမ်းတော့ဖြစ်ကုန်ပြီထိုင်းနိုင်ငံနဲ့ Smosa Smosa Khonkrai မဟာချိုင်နယ်မြေတွင်းမှာရှိတဲ့ AAC အဖွဲ့ရဲ့ GR တစ်ခုလုံးဝပိတ်သိမ်းမှုအတွက်ထိုင်းအာဏာပိုင်တွေကအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒီ GR ဆိုရင်မြန်မာရွှေပြောင်းလို့တမားတွေကူညီတယ်ဆိုတဲ့အမည်နဲ့ ခေါင်းစဉ်တက်ထားပြီးတော့ KNU KNL နဲ့ UNG PDF တို့လက်နက်ထောက်ပံ့မှုများလှုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုပြီးတော့ထိုင်းအနာမန်တွေကစုံစမ်းသိရှိသွားတဲ့အတွက်ပိတ်သိမ်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင့်ဒီကိဟာဆိုရင်စီးပွားရေးလုပ်ငန်းအဖြစ်ပေါ့နော်အသွင်ဖြောက်ပြီးတော့တရားမဝင်လှုံ့ဆော်မှုတွေဆောင်ရွက်နေတဲ့အတွက်ထန်းအနာပိုင်တွေကရေနဲ့လိုအပ်တဲ့ဝန်ဆောင်မှုတွေကိုဖျက်တောက်ခဲ့တယ်ပြီးတော့24နာရီအတွင်းအပီးပိုင်ပိတ်သိမ်းရမယ်ဆိုပြီးတော့ညွှန်ကြားခဲ့ပါတယ်ရှင့်ဒါပေမဲ့လက်ရှိအချိန်ဒီကိဟာအတွင်းမှာမြန်မာလူသမားချို့လည်းရှိနေသေးရဲ့ဆိုလို့သိရပါတယ်ရှင့် ူမြန်နိုင်ငံမှာသွားပြီးတော့လှုပ်ရှားရသွားလောက်တာလေအဲ့တော့ဘာဖြစ်လဲသူမြန်နိုင်ငံကလည်းဥပဒေဆိုတာရှိရတဲ့အတွက်အရေးယူနိုင်တဲ့အခွင့်အရေးရှိရခြင်းမှာအရေးယူလိုက်တာပေါ့ရှင်ဇလန်းကတော့ဒါမှပဲရှင်းပါတယ်ဒါပေမဲ့ဒီသတင်းသုံးသပ်ချက်လေးကလည်းကျွန်တော်တို့ကပြောရမှာပါလဲဆိုတော့ကျွန်တော်နိုင်ငံနဲ့ဆက်ဆက်နေတဲ့ထိုင်းနိုင်ငံမှာဆိုအဲ့လိုအခွင့်အရေးအများရှိရရှင်သိလားထိုင်းနိုင်ငံမှာတို့ကတရားဝင်အခွင့်အရေးလို့လို့ပါလို့လို့နဲ့အာချောင်မိနေတဲ့သူတွေရှိရပြီးတော့အဲ့ဒီအခွင့်အရေးတွေကပဲဒီထိုင်းနိုင်ငံမှာလှုပ်လှုပ်နေတဲ့သူတွေကြီးကလည်းခေါင်းပုံဖြတ်နေကြတာရှိတယ်။လောကလောကလာစားတွေစက်ကြီးတွေနဲ့ကောက်နေရပါတော့။ အဲ့လိုရှိရဲ့ရှင်ဒီတော့ဒီရာတွေကထိုင်းနိုင်ငံမှာတကယ်ကိုကိုယ့်ရဲ့မိသားစုအသက်မိုးဝမ်းကြောင်းအတွက်ပေါ့နော်။သွားပြီးတော့အလုပ်လုပ်နေရတဲ့လူတွေလုံသမားတွေကိုမကြခင်ထိကြိုက်လာမှာရှင်အခုတော့ထိကြိုက်နေပါပြီပြောတာတော့နောက်ကျနေပြီ။ဒါကြောင့်ကျွန်မထိုင်းရေပြောပြခဲ့တာလေလွန်ခဲ့တဲ့လာပေါင်းမြောင်များစွာခဲ့ရပါပဲ။ညီပေါ်တွေအများကြီးမြန်မာနိုင်ငံတွေထိုင်းနိုင်ငံကိုရွှေ့ပြောင်းသွားကြတဲ့ကမကြခင်ဒုက္ခရောက်ကြတော့မယ်နော်ဆိုပြီးပြောခဲ့ပါတယ်ရှင်။အဲ့ဒီကပြောခဲ့တယ်အဲ့တော့သူတို့လက်မခံဘူးပေါ့နော်။အခုတော့ဒုက္ခတရားတွေစတင်လာပြီ။ဒီလိုမျိုးကြီးရတဲ့ပိတ်သိမ်းတာကနေပြီးတော့နောက်ဆက်တွဲစိုးကြိုးတွေအများကြီးဖြစ်လာမယ်။ ဒါကြောင့်ဒီလိုမျိုးဖွဲ့စည်းနေပတ်သက်ထားမယ့်လူငယ်တွေအနေနဲ့ကတော့ပေါ့နော်အခြေအနေကတော့အဲ့လိုတော့ရှိရရှင်သိလားဟိုဒါကတော့ကိုပတ်သက်ထားရင်တော့ကိုစီကိုတနွယ်ငယ်တစင်ပါသလိုလောက်လာမှာပဲရှင်သိလားတချို့တွေကစက်ကြီးပေးတာတော့မှစောစားရတယ်ပေးရတာနော်တချို့ဖွဲ့စည်းကြနေစက်ကြီးကိုတော့မှသူကနမယ်တွေအဲ့လိုမျိုးပါလေသူတို့အဲ့ဥစားဖြစ်တဲ့စားဆန်လန်းတွေပါအဲ့စင်းတွေပါပေးပြီးတော့အဖွဲ့ဝင်လောက်ထားပြီးတော့လောက်ထားရတာအမှုထွဲခေါ်တာဒီအဖွဲ့တွေကဖမ်းလိုက်လို့ရှင်ဒီအမှုထွဲထဲမှာဒီလူတွေပါသွားမှာ တရတရပေးရတဲ့ဘတ်ဘလောက်လဲဘတ်တစ်ထောင်လားနှစ်ထောင်လားအဲ့ပတ်စံလေးနဲ့အလကားကိုကပတ်စံလည်းပေးရသေးရဲ့ဘာအကျိုးရလမှလည်းရရလည်းမဟုတ်ပဲနဲ့ဥစ္စာဖြင့်ထောင်နှန်းဆိုင်ရအောင်မအဲ့လိုအခြေအနေရှိရဲ့ရှင့်သိလား ဒီတော့လူငယ်တွေကနည်းနည်းတော့စမ်းသားပေါ့နော်ဒီလိုအဖွဲ့အစည်းနဲ့ပတ်သက်ထားရဆိုတော့လေကိုယ့်အကူနည်းနည်းချေရဖြောင်းတာစူးစမ်းပေါ့ရှင်ဒါစင်ကလေးပြောပြပါတချို့ကတကယ်မဥမလဲလေးနေတယ်ဒီကထားနိုင်ငံမှာလေရောက်ရှိနေရဲ့နေထိုင်နေရဲ့လှုပ်လှုပ်တယ်စံပတ်ခွင့်နဲ့သွားပတ်သက်တယ်အော်လို့တို့အနာဂတ်ကိုတို့မစမ်းသားဘူးတသက်လုံးအေးအေးဆေးဆေးဒီလိုပဲနေနိုင်မယ်လို့တို့ထင်နေလားမသိဘူးဒီလားအစိုးရ policy ကအများနဲ့ပြောင်းလဲနေတာအများနဲ့ပြောင်းလဲနေတာသူများနိုင်ငံမှာနေပြီဒါမျိုးလုပ်ရတာကျမတို့အံ့ဩတယ်နော် ီးတော့ဇလန်းညာတော့စနေဖြစ်တဲ့အတွက်ခန်းနိုင်ငံမှာနေရလူငယ်တွေဒရိထားနိုင်ဖို့အတွက်ကိုကျွန်တော်ပြောတာပါဖြစ်နိုင်တော့အကြမ်းဖက်အဖွဲ့စည်းရဲ့အကြမ်းဖက်ထောက်ပို့တဲ့သူတွေနဲ့ဝေးဝေးနေပါအဲ့လိုမှမဟုတ်တော့အမှုတွေလည်းပါပြီးတော့ဒုက္ခရောက်မယ်ဆိုတာသိကြပါရှင့်ဒါလည်းသတင်းသုံးသပ်ချက်လေးနဲ့နှိမ့်ချုပ်တာဖြစ်ပါရှင့်